မင်္ဂလာပါခင်ဗျာ SND မြန်မာ traditional martial art YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမင်္ဂလာရှိသောပရဝုနေ့ရဲ့ညနေခင်းအချိန်အခါလေးဖြစ်ပါစေကြောင်းအကိုဦးစွာစွန်မွန်ကောင်းတောင်းပေးပါရခင်ဗျာ ဒီနေ့အကူအညီညီမတွေကို ရှေ့ရဒါနလက်ပညာကမ်းမှာပြောခဲ့တဲ့အတိုင်းပဲအကူအညီရောညီမတို့ကိုဒုတ်ချပညာကမ်းရောက်ခြင်းအကွက်သက်ခြေသွာအကွက်သက်တစ်ခုပေးမယ်လို့ပြောခဲ့တဲ့အတိုင်းအကူပေးခဲ့တဲ့ဂရီတိုင်းဒီနေ့မှညီရညီမတွေကိုအကူ6ကွက်ခြေသွာကစားနီးလာပြီးကစားပြမှာဖြစ်ပါတယ်เนาะညီရညီမတွေဒီခြေသွာကိုတော့ဒုတ်ချက်ရိုးရိုးရှင်းရှင်းလေးနဲ့သွားပြီးပြမှာဖြစ်တယ်ညီရညီမတွေကဒီဒုတ်ချက်ဆိုတာထက်ကိုခြေသွာကိုဥစွာကြည့်စေခြင်းပါတယ်ခင်ဗျာခြေသွာကိုမှန်မှန် 6ခွက်ကဘယ်လိုပုံစံမျိုးလဲဆိုရင်တော့စတူယန်၄ခွက်2ခုကိုထပ်လိုက်တာဖြစ်တယ်စတူယန်၄ခွက်2ခုပေါင်းတာ8ခွက်မဖြစ်ဘဲနဲ့ထပ်တဲ့နေရာမှာကျွန်တော်တို့2ခွက်ထပ်သွားတော့သူက6ခွက်ဖြစ်သွားတယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့အကိုဒီဘက်တောင်းလေးမှာဆွဲပေးထားမယ်နော်6ခွက်ပုံစံလေးပါအဲ့ဒီ6ခွက်တဲ့ကိုအကိုတို့တွေထည့်သွင်းပြီးကစားကြမယ်ဖြစ်တယ်အဲ့ဒါဆိုရင်အကိုတို့သင်ခန်းစာဒီနေ့ပဲစတင်လိုက်တော့မယ်နော်ညီတွေညီမတွေသင်ခန်းစာမစတင်ခင်မှာဥစွာကျွန်တော်တို့တွေအလေးပြုပါမယ်ခင်ဗျာ ်ဒီနေ့အကို6ဝက်ထဲမှာထည့်သွင်းသွားမဲ့ဒုတ်ချက်တွေကဘာတွေလဲဆိုရင် တော့ CI ဒုတ်ရယ်ပင့်ဒုတ်ရယ်လိန်ဒုတ်ရယ်ပတ်ဆွဲဒုတ်ရယ်ဒီဒုတ်ချက်နဲ့မယ်အကိုဒီ6ဝက်ထဲမှာကစားပြသွားမယ်เนาะညီရင်ညီမတွေညီရင်ညီမတွေကတော့နောက်ပိုင်း၄ကျင်းသားပြလိုက်ရင်เนาะရှေ့အကိုတင်ပြခဲ့တဲ့ဒုတ်ချက်တွေအကုန်လုံးထည့်ပြီးကစားလို့ရတယ်เนาะအော်မမွေဆောင်ဒုတ်ချက်လေးရောထည့်မယ်ခင်ဗျာနော်ဟုတ်ပြီအဲဆိုရင်စလိုက်တော့မယ်ညီညီမ ပထမဆုံးအနေနဲ့ကျွန်တော်တို့6ခွက်ရဲ့ဒီအစွန်း9ခွက်မှာရက်ထားမယ်ကျွန်တော်တို့အဲ့ဒါတော့ပြောစရာမလိုတော့ဘူးညီရင်ညီမတွေသိပြီးသားဖြစ်မယ်ကျွန်တော်တို့တွင်ညာစည်းကိုင်းအသင်းနေထားယူလိုက်မယ်เนาะညာစည်းကိုင်းအသင်းယူထားပြီးတော့ပြီဆိုရင်ကျွန်တော်တို့တွေတက်ပြီးတော့စီးပြီးတော့ရိုက်မယ်เนาะညီရင်ညီမတွေတက်စီးရဆိုပြီးတော့ဒီလိုရိုက်မယ်เนาะညီရင်ညီမတွေစီးရိုက်တဲ့ခါမှာဒီလိုမရိုက်ရအောင်เนาะညီရင်ညီမဒီလိုရိုက်တာဟာမဒူကိုရှေ့မှာဒီလိုရိုက်တာဖြစ်တယ်စီးရိုက်ကိုကျွန်တော်တို့ညာချီတက် စီရိုက်ဒီလိုရိုက်ရမယ်နော်ညီညီမဒီလိုကြီးလှုပ်လိုက်တာခတ်တဲ့ပုံစံနဲ့သွားတူနေရေနော်ဒီလောက်မှာပဲညာချီတက်စီရိုက်အဲ့လိုသွားမယ်နော်ပြီးကြရင်မော့ဟုတ်ပြီနော်မှုခွဲဆိုတော့တွဲတော့မယ်နော်ကိုကတော့သင်္ကန်းစာဆိုတော့တစ်ချက်ချင်းပြမယ်မော့မှုခွဲဟုတ်ပြီနော်ညီအဲ့ဒါပြီးလက်ပြောင်းဟုတ်ပြီနော်လက်ပြောင်းပြီးရင်တက်မယ်တက်ပွင့်ဟုတ်ပြီနော်ညီတက်ပြီးရင်ရှေ့ကတကွက်ရှေ့ဟာဟိုတက်ပြီးတော့လိန်မှာဖြစ်တယ် တက်လိန်လိန်ပြီးတော့ရင်ကျွန်တော်တို့ရှေ့ရခြေကိုနောက်ကိုစုံပါအဲ့ဒါပတ်ဆွဲပြီးတော့စုံမယ်ပတ်ဆွဲတဲ့သင်္ကန်းသာမှတ်မိတယ်เนาะဒုတ်ကိုဒီလိုပတ်ဆွဲစုံဒီလိုပုံစံမျိုးเนาะညီလေးညီမအဲ့ဒါပြီးတော့ပြီဆိုရင်เนาะဒီနေရာမှာခြေထပ်မှာဖြစ်တယ်ခြေထပ်မောက်မွေခွေဒီလိုပုံစံမျိုးเนาะညီလေးညီမတွေမြင်မဲ့တင်နေဒါကအလဲအလဲကွက်ကိုရောက်သွားတာเนาะ6ကွက်ရဲ့အလဲကွက်တာပြီးရင်ရှေ့ကိုတက်ပြီးတော့လိမ့်မယ်ခင်ဗျာ တက်လိန်တက်လိန်ပြီးတော့ရင်ဒုတ်ဖျားဆွဲဟုတ်ပြီနော်မမွေစော့ဒီနေရာမှာညီညီမတွေပြောချင်တာမလိုက်တိုင်းမလိုက်တိုင်းခြေသီးတွေကုတ်ပါနော်အရာဘီဆိုမှဒုတ်ဖျားဆွဲနောက်လှဲ့မမွေခွေဟုတ်ပြီနော်တက်ပြီးရင်ပြန်ဆင်းတော့မယ်လက်ပြောင်းတက်ပြီးတော့စီးရိုင်းမယ်တက်စီးရိုင်းဟုတ်ပြီနော်အရာဘီတော့ရင်မမွေ ခွေဟုတ်ပြီနော်ညီလေးညီမလေးလက်ပြောင်းပြရင်တက်ပင်မယ်တက်ပင်โอเคရှေ့ရတကွက်ကျန်တာကိုတက်လိန်တက်လိန်ပြီးတော့ရင်ပတ်ဆွဲဆုပ်ဟုတ်ပြီနော်ခြေထက်မှခြေထက်မှမွေခွေရှေ့မှာကျန်တဲ့တကွက်ကိုတက်လိန်မယ်နော်တက်လိန်တုံဖြားဆွဲမှမွေဆောင် တုတ်ဖြားဆွဲနောက်လက်မောက်ဝီခွေလက်ပြောင်းဒုတ်ထောက်အသင်းโอเคရမယ်เนาะခြေခွက်เนาะညီညီမ6ခွက်ထဲကိုအကိုကစားပြတော့တာဖြစ်တယ်เนาะဒီ6ခွက်ကိုညီညီမလေးဒီ6ခွက်ကိုကဒုတ်မှာပြလို့မဟုတ်ဓာတ်မှာဆော့မရအောင်လို့မထင်တဲ့เนาะဒီဓာတ်နှစ်လက်မှာလဲကျွန်တော်ဒီ6ခွက် ကိုတော့ပြီးကစားလို့ရတယ်နော်ညီညီမတွေဌာနလက်လက်6ခွက်ကစားလို့ရတယ်နော်ညီညီမတွေသဘောပေါက်ဖို့ကြောတာပါအကူအရာအဲဆိုရင်အကူကညီညီမတွေကိုပေးခဲ့တာဟာခုဆိုရင်2ခွက်3ခွက်5ခွက်6ခွက်9ခွက်12ခွက်နော်အဲဆိုရင်ကျွန်တော်တို့ ပေးခဲ့တာ6မျိုးရှိသွားပြီเนาะညီညီမမနှဲတော့ပါဘူးအကိုပညာဒါနသင်ငန်းစာဆိုပေးမယ်ညီညီမတွေတော်တော်လေးတောင်ရနေကြပါပြီတကယ်ဒီဇိုင်းမဲ့မဲ့လေးကျင့်မယ်ဆိုရင်တော့လေးကျင့်တဲ့သူတွေကတော့အကျိုးထူးနေပြီဆိုတော့အခုယုံကြည်တယ်ဗျာတကယ်လဲလိုက်ပါလေးကျင့်ရင်ကောင်းကောင်းကြီးတီးမီခေါက်ခမီးနေပြီဆိုတော့ယုံကြည်ပါတယ် comment လေးတွေတွေ့ရတယ်လေချို့ဆို Facebook မှာထင်လာပြီးပြောကြတယ်အခုရသင်ငန်းစာတွေလိုက်ပါလေးကျင့်တယ်ဝမ်းသာပါတယ်ဒီလိုလေးတွေပြန်ကြရတာတကယ်လဲအားရှိပါတယ်ကျွန်တော်ပေးရတဲ့လူတွေလည်းပေးရချုံနဲ့ပါတယ်เนาะ โอเคอ่ะဆိုရင်အကိုကဘေးဒက်တစ်ခါပြန်ပြပေးမယ်เนาะညီရင်ညီမတွေဒီလိုလေးဘေးဒက်လေးတစ်ခါကစားပြမယ်ဖြည်းဖြည်းလေးပဲကစားပြမယ်เนาะညီရင်ညီမတွေတေချာလေးကြည်ပါဖြည်းဖြည်းလေးကျွန်တော်တို့အလေးပြုမယ်ညာစည်းကရင်တင်းယူလိုက်မယ်ညာစည်းကရင်ယူတဲ့အခါဒီလိုမျိုးလေးပြရမယ်เนาะညီညာစည်းညာချေတက်ပြီးတော့စီးရိုက်မယ်ခင်ဗျာညာစည်းတက်စီးရ ဟောပြီးအားနဲ့အင်းနဲ့ရိုက်ကြပါနော်ညီတွေအကိုကတော့နေရာခက်ခဲကြောင့်ညီတွေကိုဖြည်းဖြည်းလေးနဲ့အตาလေးပဲပြနေရနော်ညီတွေညီမတို့ကလွတ်လပ်တဲ့ကွင်းမြင်နေမှာဆိုအားနဲ့စော်ကြပါညာချီတက်စီးရက်မော့မွေခွေလက်ပြောင်းတက်ပင်ရှေးမှာတကွက်ရှိရဲ့တက်လိမ့်မယ်တက်လိမ့်ပတ်ဆွဲစုတ်ဟောပြီးနော်ညီတွေညီမအဲ့ဒီပြရင်ခြေထမော့ မွေခွေဟောပြီနော်ညီလေးညီမတက်လိမ်မဲညာဒီတက်လိမ်ဒုတ်ပြားဆွဲမော့မွေစော့ဒုတ်ပြားဆွဲနောင်လေမော့မွေခွေဟောပြီနော်ညီလေးညီမဒါပြင်းလက်ပြောင်းပြန်စင်းတော့မယ်ညာချီတက်စီးရိုင်မော့မွေခွေအော် sorry ညီညီမလေးအကို တော့ခတ်သွတ်သွတ်လေးကစားပြလိုက်မယ်เนาะဒါမှညီငယ်ညီမတွေတွဲဆက်ပေါင်းဆက်ပြီးဘယ်လိုကစားရလဲဆိုတော့ကြည့်အောင်လို့เนาะညီငယ်ညီမတွေဒီကနေ CI ကနေပြန်ကစားပြရင်ဘာလို့လဲဆိုတော့ညီငယ်ညီမတွေအကွာသင်ကန်းစာဆိုတော့ထောက်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 ကြီးပြနေရဆိုညီငယ်ညီမတွေအတွက်ခဲရင်နေမှာဆိုလို့ပါဒီတိုင်းလူပြီးတော့ညောင်းချီတက်ကြည့်လိုက်မမွေခွေလက်ပြောင်းတပ်ပက်တက်ပါဆွဲဆုမမွေခွေတက်နေ ဝေဆော့ကောက်ချောက်တဲ့မဝေခွေလက်ပြောင်းတော့ထောက်တဲ့โอเคအဲ့ဒီလိုလေးတွဲဆက်ပေါင်းဆက်ပြီးကစားရမယ်နော်ကိုကမှန်းလာတဲ့အခါအမြန်ကြီးလောက်ရမယ်ပြောတာမဟုတ်ဘူးเนาะညီရင်ညာရယ်အစမှာတော့ဖြည်းဖြည်းနဲ့မှန်မှန်လေးလောက်ပါဒုတ်ချက်ကိုတစ်ချက်ချင်းတစ်ချက်ချင်းနဲ့အားပါအောင်တည်ကြအောင်လေ့ကျင့်ပါအဲ့ဒါရလာပြီဆိုမှအခုပြောသလို press up ပေါင်းဆက်ပြီးတော့ခက်မြန်မြန်လေးကစားကြည့်ပါ တွဲဆက်ပေါင်းဆက်ဆိုကြံတာမဟုတ်ပါဘူးကျွန်တော်တို့စီးရိုက်ပြီးပြီဆိုတော့တန်းကြီးသေးမနေတော့ပဲနဲ့သူ့ကိုရိုက်ပြီးဆိုတော့ရန်သူဝင်လာတယ်မှဒီလိုမျိုးပြန်ပြီးတော့တောက်လျှောက်ဆိုလိုပြန်တိုက်ရဲပုံစံမျိုးဖြစ်အောင်ကျွန်တော်တို့ကပြောတာဖြစ်တယ်နော်သူမလိုက်ရင်တော့လော်ဖို့ပေါ့ဗျာဟိုမှာတစ်ချက်ထဲနဲ့ပြီးသွားတယ်ဖုံးမှောက်သွားပြီမလာဝင်လာမဲ့သူလည်းမရှိတော့ဆိုတော့ဒီကိစ္စပြတ်ပြီပေါ့ဒါဟုတ်တယ်မလားတကယ်လို့မြန်ဘေးကလည်းတယောက်ရှိသေးတယ်ဒီမှာလည်းကြိုက်ထားပြီးသွားပြီ တစ်ဖက်ကမြန်ကိုယ်ဝင်ပြီးသင်းကျုံရိုက်လိုက်တယ်ဆိုဟုတ်အဲ့ဒီလိုပုံစံမျိုးဖြစ်အောင်လို့ကျွန်တော်တို့တွေကတွဲဆက်ပေါင်းဆက်ခြင်းမှလို့ပြောတာပေါ့နော်ဟိုဒီလိုကြီးတရားကိုရိုက်ပြီးကြရင်ကျွန်တော်ဒီလိုနောက်ထပ်လည်းအဲ့လိုမျိုးတွေတွဲဆက်ပေါင်းဆက်အကျင့်သားရနေအောင်လျှင်မြန်မှုကိုဖြစ်လာအောင်ပေါ့သင်ပေးတာဖြစ်တယ်နော်ညီတယ်ညီမတွေအခုပြောတာနားလဲသဘောပေါက်မယ်လို့ပြောလဲမှာလဲခင်ဗျာညီတယ်ညီမတွေကကိုညီတယ်ညီမတွေအားလုံးလည်းဒီဇိုင်းမမတ်လိုက်ပါလေ့ကျင့်ညပြီဆိုတော့ ပညာတွေလည်းများစွာရနေပြီတော်တော်လေးလည်းအကျိုးထူးနေပြီတော့ကိုမျောလဲနေအခုဆိုရင်ဒုတ်ပညာကန်းတောင်မှာအကိုတို့တွေဒီနေ့သင်ခန်းစာ16เนาะအကိုရှေ့မှာမပြောလဲရအောင်သင်ခန်းစာ16ရောက်နေပြီဒုတ်ပညာကန်းတောင်တော်တော်လေးကိုထိရောက်နေပြီလို့အကုန်မျောလင်းပါတယ်တကယ်လိုက်ပါလေ့ကျင့်နေတဲ့ညီတွေကတော့ပို့ပေးကြပါတယ်တကယ်လည်းအားရပါတယ်အဲဒါကြောင့်မို့ညီညီမတွေကိုအကုန်ပြောချင်တာကတော့ဒီပညာတွေကိုဒီဇိုင်းမမလိုက်ပါလေ့ကျင့်ပါခင်ဗျာ မတက်မှမပူပါနဲ့ကိုကလေးကျင်းဖို့ပဲလိုတာပါ ကိုမလေးကျင်ရင်တော့မတက်ပါဘူးเนาะလေးကျင်ရင်တော့တက်ပါတယ်တက်ပြီဆိုရင်တော့ကိုခန္ဓာကိုယ်မှာဆွဲမြင်းနေအောင်လေးကျင်ရမယ်ဆွဲမြင်းအောင်ဆိုတော့ကိုရဲ့ကျွတ်သားတွေကိုရဲ့မာဆယ်တွေကနေပြီးတော့အော်တိုတုတ်ပြန်နိုင်တဲ့အထိကျွန်တော်တို့ကလေးကျင်ရန်သူလာရိုက်ရင်ဘယ်လိုလုပ်မလဲဘယ်လိုကာမလဲဆိုတာကအော်တိုထွက်တော့အောင်ကျွန်တော်တို့က ကိုကိုကိုလေ့ကျင့်ယူရမှာဖြစ်တယ်เนาะညီလေးညီမလေးဒုတိယချောင်းရန်သူနဲ့ကိုနဲ့လမ်းပိရန်ပွဲတွေမှာကျွန်တော်တို့တွေ့ရပြီးရန်ဖြစ်တယ်။ဘာမဟုတ်တဲ့ဟာတောင်မှကျွန်တော်တို့လမ်းပိအကျော်ဆိုင်ကဒုတ်ကြီးရှိနေတောင်မှအရင်တုန်းကကျွန်တော်တို့တွေဘာမှမတက်ဘူးမခုခံတက်နေလားငါလားရိုက်တာလိုက်ကြပြီဆိုရင်ကျွန်တော်တို့တာမန်ပလင်းရိုက်ကျွန်တော်တို့အရက်ဘယ်လိုမျိုးအရက်မှာရန်ဖြစ်သလိုကိုဖောက် ရိုက်ချင်လို့ရိုက်နေမဲ့ပုံစံနဲ့စာရင်အခုကျွန်တော်တို့ကလမ်းဘေးအကျော်တဲမှာရန်ဖြစ်နေတယ်ရန်ရန်ပွဲမှာကိုယ်ဖြစ်လာပြီဆိုရင်ကိုကဘေးမှာရှိတဲ့ဒုတ်ကိုဆွဲပြီးသွားရင်ကိုကအနည်းဆုံးတော့စီးစနစ်ကြကြရိုက်တက်လာပြီဟုတ်တယ်နော်ခုဆိုရင်လိန်ဒုတ်လိုဟာမျိုးတည်သွားပြီအခုညီရင်ညီမတွေဒုတ်တချောင်းစီရဆွဲရိုက်တယ်ဘာမှမဟုတ်ရင်တော့မှကျွန်တော်ရှေ့တလိန်နောက်တလိန်ပြခဲ့ပြီးပြီနော်အဲ့လိုလိန်မျိုးတွေလိန်တက်လာပြီအဲ့ဒါမျိုးတွေ နောက်ကျရင်ဒီဟာသင်္ကန်းစားပြီးရင်ကျွန်တော်ကငါးကွက်ထဲမှာတောင်မှမျိုးစုံခြေသွားနည်းလေးကစားပြမယ်နော်ငါးကွက်၁၂ကွက်အလိုပုံစံမျိုးလေးထက်သွားမယ်ဒုတ်ချက်တွေကလည်းတော်တော်လေးစုံလာပြည့်နောက်နေ့တွေတော့ဒုတ်ချက်သစ်လေးတွေလည်းလိုအပ်တာလေးတွေပြေပါအောင်မယ်စကားလေးဆက်လိုက်အောင်မယ်နော်ညီလေးညီမအဲဆိုရင်ရံပွဲတွေတွေ့ကြုံလာပြီးကိုယ့်ကိုလမ်းဘေးမှာလို့ကြော်တဲ့ရတွေ့တဲ့ဝလုံးတွေဝလုံးတုတ်ဆိုးရနှုတ်တာပဲဖြစ်ဖြစ်ကိုယ်ကလမ်းဘေးမှာစီပင်ကလောက်ထားတဲ့ ဝလုံးဖြုတ်ပြီးရိုက်တာပဲဖြစ်ဖြစ်ကွာဒီလိုမျိုးကြုံလာတဲ့ခါကျရင်အကိုတို့တွေခုခံတတ်ကြပြီမဟုတ်လားအဲညီရင်ညီမတွေပြောကျင်တာဓာတ်နဲ့လက်ကိုလည်းသင်ခဲ့ပြီးပြီဆိုရင်တော့အဲဓာတ်နဲ့လက်ကလည်းဒုံနဲ့တူတူပဲเนาะဓာတ်နဲ့ဒုံနဲ့ဘာကွာတော့လဲဆိုနှစ်စကိုင်းနဲ့တစ်စကိုင်းပဲကွာတယ်ဓာတ်ဆိုတာက တစ်စကန်ဖြစ်တယ်ဒုတ်ဆိုတာကနှစ်စကန်ဒုတ်တူနဲ့ဆိုရင်ဒုတ်တူနဲ့ချောင်းနဲ့ကန်ပြီးတော့လဲညီတင်ဓာတ်ပုံစံမျိုးနဲ့ခုကန်လို့ရတယ်နော်ညီတင်ညီမတွေအဲ့လိုပုံစံမျိုးတွေလဲညီတင်ညီမတွေခုကန်ကာကွယ်တတ်ပြီလို့ကိုယုံအခုပြောတာရန်ဖြစ်ဖို့ပြောတာမဟုတ်ဘူးနော်ညီလမ်းဘေးမှာကြုံလာတဲ့ရန်ပွဲတွေများကြုံဆုံခဲ့ကြမယ်ဆိုရင်ကို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 ခုကံကာကွယ်နိုင်ဖို့အကိုပြောပြတာဖြစ်တယ်အဲဒီလမ်းပင်းရံပွဲတွေမှာဒုတ်ဆွဲပြီးတော့လဲကာကွယ်ရက်လာပြီဖြစ်တယ်အရင်တော့က ဒေါက်တာချောင်းကိုလက်ထဲမှာရှိရင်တောင်မှကိုကမရိုက်တတ်မပြူတတ်မကကွဲတတ်ဘူးဆိုရင်ဒါဟာဒါမထီရောက်ဘူးဖြစ်တယ်ဒီချိန်မှာညီလေးညီမတို့ထီရောက်လာပြီအခုဒေါက်တာချောင်းတွေ့တယ်ကွာသဘောတရားရဖြစ်တယ်သူက3ယောက်4ယောက်လောက်ရှိတယ်ကိုကိုရမ်းမှုလားကိုကတခုခုကိုကင်ဆယ်ပြီးတော့တော်တိုက်ခိုက်ရတော့မယ်ဟုတ်တယ်မို့လား3ယောက်1ယောက်ခြားတော့မယ်ဆိုလက်ပလာနဲ့သွားခြားလို့တော့မလွယ်ဘူးเนาะညီလေးညီမတွေတကယ်ဘလောက်ပဲ စွမ်းဆောင်ရည်ကျင့်ကောင်းနေပါစေမလွယ်ကူအောင်ဒါမဖြစ်မနေဆိုရင်တော့စော်ကြရမှာပဲဟုတ်တယ်เนาะဒါပေမဲ့ကြုံမဖြစ်မနေဆိုရင်တော့ရင်းညာစော်ကြရမှာတကယ်လို့အဲ့လိုအများနဲ့ဖြစ်လာပြီဆိုရင်တော့အနီးရ လက်နက်တခုကိုကင်ဆွဲတာအကောင်းဆုံးဖြစ်တယ်ကို့မှာခက်ဘက်ရှိရင်ခက်ဘက်ချော့ပြီးတော့ရန်ကွာဒါမှမဟုတ်ဘေးမှာအဲ့ဒါမျိုးဝလုံးတုပ်တွေပါညာလမ်းဘေးမှာရှိရယူပြီးတော့ရန်တက်သွားပြီးကင်တွဲကောက်ွယ်တက်သွားပြီးဖြစ်တယ်ဥမာလိန်တုပ်လို့များဆိုအကျော်ရုပ်ကိုဆွဲပြီးတော့ဘာလုံးမှလဲဒီကောင်တွေဝင်မလာလိန်ပြလိုက်ပေါ့ ဝင်မလားဝင်ခဲ့ကြည်ပေါ့ဟုတ်တယ်မို့လားဒါမျိုးပြောလိန်ထုတ်စီသဘောတရားကဒီမှာကျွန်တော်တို့ပညာရှင်သဘောတရားရတော့ကျွန်တော်တို့အောက်ရိုက်နေတာလည်းဖြစ်တယ်နော်တကယ်တမ်းရိုက်ရင်ခါလဲအကုန်လုံးရိုက်လို့ရတယ်နော်ခါလို့ဟာမျိုးလဲဒီလိုရမ်းလို့ရတယ်သူ့ရဲ့ဥကောင်းလို့နေရမျိုးလဲလမ်းပေရောရိုက်လို့ရတယ်ဘယ်လိုနေရာပဲရိုက်ရိုက်ပါညီတို့မြင်အောင်ကြည့်တတ်ဖို့ပဲလိုပါဒါတော့ပညာရှင်သဘောတရားကျွန်တော်တို့လိန်တဲ့အခါမှာအောက်ကမြေကြီးကိုအောင်လင်ရမယ်เนาะညီရင်ညီမဒါအကောကသဘောတရားကြီးပြောပြတာဖြစ်တယ်ညီရင်ညီမတွေက ဒါဆိုရင်ကိုညီရင်ညီမတွေအားလုံးပညာရေးအတော်လေးရနေပြီလို့ကိုမျောလင်းပါတယ်။အဲဒါကြောင့်မို့အခုရဲ့သင်ခန်းစာကိုဒီနေ့မှတော့ဒီလောက်နဲ့မယ်ညီကုန်းတတ်မယ်နော်။ကိုရဲ့ညီရင်ညီမတွေအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းတလုံးတစ်ပါးဒီပြည့်စုံကြပါစေခင်ဗျာ။ကိုသွားတိုင်းစိတ်ပါလူရဆန္ဒတွေပြည့်စေကြောင်းလည်းအခုစုမုံကောင်းတောင်းပေးပါရခင်ဗျာ။အခုသင်ကြားပို့ချနေတဲ့ဒီပညာခန်းတွေကိုတခြားမကောင်းမှုဒုစရိုက်တွေပဲများမှာအသုံးပြုခြင်းလုံးဝမလုပ်ကြဘဲအခု နုံညွန်တောင်းပန်ပါတယ်ဒီပညာငန်းတွေကိုလည်းတခြားဆိုရှယ်မီဒီယာတွေမှာပြန်လည်တင်ပြခြင်းမလုပ်ကြဘူးလေအခုနုံညွန်မြတ်တာရက်ခံပါတယ်ခင်ဗျာအဲဆိုရင်ရှေ့လာမဲ့သင်္ကန်းစာတွေမှာဘလို့သင်္ကန်းစာတွေနဲ့ရှေ့ဆက်သွားကြမယ်ဆိုတော့အခုနဲ့တူစောင့်မျှော်ကြည့်ရှုပေးကြပါဦးလို့အခုဒီနေ့ကနေပြောချင်ပါတယ်အားလုံးကိုချစ်ခင်လေးစားလျက်ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်